အလုတ်တစ်ခုကိုအောင်အောင်မြင်မြင်လုပ်ဖို့ရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်၁ကယုံကြည်ချက်တတ်တာရှိရမယ်နော်ယုံကြည်ချက်တတ်တာရှိရမယ်နံပါတ်၂ကကြိုးစားမှုလောလဝိရိယရှိရမယ်ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူးကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ကလည်းမအောင်မြင်ဘူးနောက်ပြီးတော့တည်ငြိမ်မှုတမာရိဆိုတာလည်းရှိရမယ်လူဟာ နောက်တစ်ခုကပညာဆိုတာရှိရအဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘလို့မှမအောင်ဘူးတဲ့နောက်ပြီးတော့တတိထားတတ်မှုရှိရမယ်တတိထားခန္ဓာအတွေးမျိုးတွေမတွေးမိဘူးတတိထားမယ်တွေးရမယ်အတွေးမျိုးတွေးတတ်ဖို့တတိထားမယ်မပြောရမယ်စကားမျိုးကိုတတိထားမယ်ပြောရမယ်စကားမျိုးကိုတတိထားပြောရမယ် ကြည့်နေဒါတွေရှောင်လို့ရတာပဲမူတာဝါဒရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများဂုံတိုက်တာမပြောရဘူးတယောက်နဲ့တယောက်ညီညွတ်အောင်သာလုပ်ရမယ်ဆဲရည်တဲ့ရိုင်းပြတဲ့စကားမသုံးရဘူးချိုတာတဲ့စကားပဲသုံးရမယ်နောက်တစ်ခုကတန်ဖတ်ပလာပါအကျိုးမဲ့စကားတွေပြောတယ်အချိန်ခါမဟုတ်တဲ့စကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်တန်ဖတ်ပလာပါ ပိန်ဖြင်းသောစကားဆိုတာကြည့်လေစဘာပင်များအထဲထဲမှာအဆံမထည့်ဘူးဆိုလို့ရှိရင်ပိန်မနေဘူးလားပိန်နေပါလားအေးအဲ့ဒါလို့ဘာမှအနစ်မရှိတဲ့စကားမျိုးတွေကိုအဲ့ဒါတမ္ပပလပလို့ခေါ်တယ်အဲ့ရမျိုးလည်းပဲရှောင်ရတယ်တဲ့ပြောပြီဆိုရင်အကျိုးရှိတာကိုပဲပြောမယ်ကောင်းတာကိုပြောမယ် ဒီဘဝအကျိုးရှိရမယ်စီးပွားရေးအတွက်ကျိုးရှိရမယ်ပညာရေးအတွက်ကျိုးရှိရမယ်လူမှုရေးအတွက်ကျိုးရှိရမယ်မိသားစုအတွက်ကျိုးရှိရမယ်ပတ်ဝန်းကျင်အတွက်ကျိုးရှိရကျိုးရှိတဲ့စကားမျိုးကိုပဲပြောအောင်ဒါကိုဆိုလိုတာအဲ့တော့အပြောနဲ့ပတ်သက်ပြီးတော့အခုလိုဒီ၃မျိုးကိုရှောင်လိုက်ပြီဆိုလို့ရှိရင်ဒါတမဝါစာဖြစ်လာတယ်တမဝါစာဖြစ်လာလို့လူဖြစ်ကျိုးနတ်ပြီလို့ပြောနိုင်တဲ့တရားလူဖြစ်ရကျိုးနတ်တယ်